ားလုံးမင်္ဂလာပါဆိုတော့တချို့တွေသတိထားမိကြမှာမသိဘူးဗာလဲဆိုတော့အဲကွန်းလေတို့ပန်ကားလေတို့အဲ့လိုမျိုးလေတွေကိုခံလိုက်တဲ့အခါကျရင်နှာစီးတာတွေနှာပိတ်တာတွေနှာချီတာတွေအဲ့ဒါတွေပို့ပြီးတော့ဆိုးလာတတ်တယ်ဆိုတဲ့ကိစ္စပါနော်အဲ့ဒီဟာမြင်မှုကြမှာမသိဘူးအဲဒီနေ့မှာတော့ကျွန်တော်ကအဲကွန်းပန်ကားလေခံတဲ့အခါနှာစီးနှာပိတ်တာတွေဘာကြောင့်ပို့ဆိုးလာတာလဲဘာကြောင့်ဖြစ်ရတာလဲဘယ်လိုမျိုးကာကွယ်မလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ပြပြပေးမယ်ဆိုတော့ပထမဆုံးကတော့ဒီ ျွန်တော်တို့ကဘာလို့နှာသီးနှာပိတ်တာနှာချီတာဖြစ်တာလဲ။ဒါကပထမဆုံးသိရမယ့်ကိစ္စ။အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမမြင်ရတဲ့ virus တွေရှိရယ် bacteria တွေရှိရယ်အမှုံမွားတွေရှိရယ်ဥမာဖြင့်ဖုန်တို့ဘာလို့လိုမျိုး ရှိရယ်နောက်တစ်ခါပန်းဝက်မှုံတို့ဟာမျိုးတွေရှိရယ်ဒရိတ်ဆန်တွေရဲ့အညစ်အကြေးတွေအဲ့ဒီကနေပြီးလေထဲကိုလွှင့်နေတဲ့ဟာတွေရှိရယ်စသဖြင့်ပေါ့ ကျွန်တော်တို့နားမှာကျွန်တော်တို့အန်ရဖြစ်စေတဲ့အရာတွေအထူးသဖြင့်တော့နှာခေါင်းကိုအန်ရဖြစ်စေတဲ့အရာတွေအများကြီးရှိတယ်။တချို့လူတွေဥပမာကျွန်တော်လိုမျိုးဆိုရင်သူက allergic rhinitis လို့ခေါ်တဲ့ဓာတ်မတည့်တာအကြောင်းဖြစ်တဲ့နှာခေါင်းနှာရည်ရောနှာပိတ်တာနှာစီးရည်အရင်ဖြစ်တတ်ကြတယ်။ကျွန်တော်ဆိုရင်တစ်ချိန်လုံး အဲ့ဓာတ်မတည့်တာကြောင့်ဖြစ်နေကျွန်တော်ကကျတော့အများဖြစ်ရဒီဖုံဖုံနေနဲ့ဖြစ်တာများတယ်မိကုံငွေတွေပါနေနဲ့ဖြစ်တာများတယ်ဒီလိုမျိုးကျွန်တော်ဓာတ်မတည့်တာတွေနဲ့တစ်ချက်လုံးဖြစ်နေအဲ့တော့ပြောချင်တဲ့သဘောကကျွန်တော်တို့အနီးနားဝန်းကျင်မှာဓာတ်မတည့်စေတဲ့ပစ္စည်းတွေရှိတယ်တာမန်လူတွေအတွက်တော့ဘာမှပြဿနာမရှိပေမဲ့ ဒီနှစ်ကိုရေကမှနှာခေါင်းယောဂါရှိတဲ့သူတွေအခုလိုမျိုးပေါ့ကျွန်တော်တို့မျိုး allergic rhinitis ဖြစ်နေတဲ့သူတွေကနည်းနည်းလေးဓာတ်မတည့်တာနဲ့နှာခေါင်းကနှာယူရတာနှာပိတ်တာနှာဆီးတာအရန်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ခုနပြောတဲ့မျက်စိနဲ့မမြင်ရတဲ့အရာတွေကိုကျွန်တော်တို့ကရှူရှိုက်နေရတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးနှာချေရတာနှာပိတ်တာတွေဖြစ်ကြတာပေါ့နော်ဟုတ်ပြီဒါနဲ့ air con နဲ့ပန်ကလည်းဘယ်လိုဆက်ဆက်လဲဆိုတော့ air con ဆိုတော့ဘာကြောင့်နှာဆီးနှာပိတ်နှာချေတာလဲဆိုတာကျွန်တော်သိရပြီနော်မမြင်ရတဲ့ နပြပန်းဝင်းမှုံတွေဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေဖုံမှုံတွေအဲဒရိတ်ဆက်အညစ်အကြေးလေပေါ်မှာပြန့်လွင့်နေတာလေဒါတွေရှူမိလို့ကျွန်တော်ကနှာစိနာပေးတာဖြစ်တာဟုတ်ပြီအဲကွန်စားပြီးပြပြမယ်အဲကွန်ကဘယ်လိုအလုပ်လုပ်လဲအဲကွန်ကအခန်းတစ်ခုထဲမှာရှိရဲအဲကွန်ကအလုပ်လုပ်ပြီးဆိုရင်သူကအဲ့ထဲမှာရှိရဲလေတွေကိုဆုတ်လိုက်တယ်နော်အဲကွန်ကလေတွေကိုဆုတ်တယ်ဆုတ်ပြီးတဲ့ခါကျသူမှာဖီလ်တာလေးရှိရဲအဲကွန်သုံးတဲ့သူတွေဆိုသိလိုက်မယ်နော်ဖီလ်တာလေးဖြုတ်ဖြုတ်ပြီးဆေးရတာလीနော်အဲဖီလ်တာလေးရှိရဲသူကအဲကွန်ကို ခုနပြောလေးကိုဆုတ်လိုက်ပြီးသူ F filter နဲ့လေးတွေကိုစစ်လိုက်စစ်ထုတ်လိုက်စစ်ထုတ်ပြီးတော့သူကအေးတဲ့လေတွေနဲ့အတူတူပြန်မြှက်လွှတ်လိုက်တယ်နော်အဲ့တော့ air con တုံးတဲ့အချိန်မှာဘာလို့နှာသီးနှာပိတ်တာလဲဖြစ်တာလဲ air con လေခံတဲ့အခါမှာဘာလို့နှာသီးနှာပိတ်ဖြစ်တာလဲအဲ့ဒါကအဓိကအချက်က air con filter ကိုမဆေးလို့ air con filter ကိုတန်ရှင်းမှုမလုပ်လို့ air con တန်ရှင်းရေးမလုပ်လို့အဓိကဖြစ်တာခုနကျွန်တော်ပြောသလိုပဲအဲဒီအခန်းထဲမှာရှိတဲ့လေတွေကသုတ်လိုက်တယ်သုတ်ပြီးတော့ပြန်ဟို စစ်ထုတ်လိုက်တယ်ပြန်မြေလေးနဲ့သူပြန်ထုတ်လိုက်တယ်အဲစစ်ထုတ်လိုက်တဲ့အထဲမှာသူကဖုံမှုန်နေဘက်တီးရီးယားခုနပြောတဲ့အန္တရာယ်ရှိတဲ့အရာတွေကဒီဖီလ်တာထဲမှာသွားပြီးတော့စစ်ထုတ်လိုက်တယ်လို့ဖြစ်သွားတယ်ကျွန်တော်ကဒီဖီလ်တာကိုအချိန်မှန်မှန်လဲပေးတယ်ဒီဥစ္စာတည်တည်ချာချာလေးလဲပေးတယ်ဆိုရင်တော့ခုနပြောတဲ့အဖြစ်ပြက်မျိုးတွေမဖြစ်ဘူးဒါပေမဲ့ဖီလ်တာကိုအချိန်မှန်မှန်မလဲတဲ့အခါကျတော့ဒီဖီလ်တာထဲမှာရှိတဲ့မကောင်းတဲ့အရာတွေကစုနေတယ် ပြန်ပြီးတော့အဲကွန်မှောက်ထုတ်လိုက်တဲ့အခါကျတော့ဒီမကောင်းတဲ့အရာတွေကိုပြန်ပြီးတော့မှောက်ထုတ်လိုက်အခန်းထဲကိုပြန်မှောက်ထုတ်လိုက်လို့ဖြစ်ပြီးတဲ့အခါကျတော့ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့နှာစင်းနှာပိတ်တာတွေပို့ပြီးတော့ဆိုးလာတာအဲဒါကြောင့်အဲကွန်၃ရက်နဲ့နှာစင်းနှာပိတ်တာတွေဖြစ်နေတာကအဓိကဖီလ်တာကိုတန့်စင်အတန်ရှင်းမလုပ်လို့အဲကွန်တန့်ရှင်းမလုပ်လို့အဲအဲကွန်ထဲမှာပြန်ပြီးတော့အန်ရရှိစေတဲ့အရာတွေကစုပုံနေတယ်အဲဒါတွေကိုပြန်ပြီးမှောက်ထုတ်လိုက်တဲ့အခါကျတော့လေထဲကိုရောက်လာတယ်ကျွန်တော်တို့ကရှူမိတယ် နောက်တစ်ခါ तू လေပလန်းနဲ့ကိုရောက်လာငကိုရဲကမှအဲ့ကောင်တွေက तू ကျမ်းမြင်နေပါတယ်မှာရှိနေဆိုကျွန်တော်နှာခေါင်းမရောက်လာဘူးဒါပေမဲ့ air con ကနေတိုက်ဆိုင်ဟိုဟိုဒိုင်ရိုက်စစ်ထုတ်ဒိုင်ရိုက်ပေါက်ထုတ်ပေးလိုက်တဲ့ခါကျတော့ကျွန်တော်နှာခေါင်းစီကိုဒိုင်ရိုက်ရောက်လာအဲ့ဒါကြောင့်မလို့နာစီနာပိတ်တာဖြစ်တတ်တာ air con ပန်ကာလည်းအတူတူပဲပန်ကာကျတော့ပန်ကာရဲ့အဓိကလောက်တဲ့အချက်က तू ကလေကိုထုတ်ပေးတာမဟုတ်ဘဲနဲ့အခန်းထဲမှာလေစီးဆဲမှုဖြစ်အောင် အထူးအထူးပြတော့လေလေပတ်မှုပြန်သွားလုပ်ပေးတာတော့လေတွေကဒီအခန်းထဲမှာရှိနေတဲ့လေတွေကြီးပဲပြန်လာတဲ့လေမဟုတ်ဘူးအဲ့လေကိုပန်ကားကြောင့်မှုတ်ထုတ်လိုက်ပြီးတော့သူကလေကိုဟိုလမ်းကြောင်းလေးတစ်ခုနဲ့လေပတ်ဝါအောင်လုပ်လိုက်တာဒီနီးလန်းနဲ့ပန်ကားအေးသေးတာသူလဲခုနအဲကွန်လိုမျိုးပဲကျမ်းမြင်နေမှာအောက်ခြေမှာကြတော့ခုနပြောရဖုံမှုန်နေအနေရှိတဲ့အမှုန်နေသွားပြီးအနေထိုင်နေပန်ကားကိုကျွန်တော်မှုတ်ထုတ်လိုက်တဲ့အခါကျတော့အဲ့အနေထိုင်နေတဲ့အရာတွေကပေါ့ ဝုန်းနိုင်တဲ့ဥမာဖုန်တွေကိုကျွန်တော်လင်းနဲ့ပုတ်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်ဖုန်တွေလင်းနဲ့ပုတ်လိုက်အဲ့ကောင်တွေလွင့်ပြီးတော့တခန်းလုံးပြန်ရောက်လာတယ်အဲ့အတွက်ကြောင့်မလို့ဒါတွေကိုကျွန်တော်တို့ရှူမိရဲ့နာစင်းနာပိတ်တာတွေဆက်ပြီးဖြစ်တယ်အဲ့ဆိုရင်ဒီလောက်ဆိုရင်အဲကုန်းခံတဲ့အခါကျရင်ဘာဖြစ်လို့နာစင်းနာပိတ်ဖြစ်တာလဲပင်္ဂါလီခံရင်ဘာဖြစ်လို့နာစင်းနာပိတ်ဖြစ်တာလဲဆိုတော့သဘောပေါက်လာပါနော်တူချုပ်ပြီးကျွန်တော်ပြပြမယ်ကျွန်တော်တို့ဘာဖြစ်လို့ allergic rhinitis ပေါ့ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့နာစင်းနာပိတ်ဘာကြောင့်ဖြစ်ရတာလဲမမြင်ရတဲ့အမှုန်တွေကိုအနေဖြစ်စေတဲ့အမှုန်တွေကျွန်တော်ဘေးနားမှာရှိတယ်အဲ့အရာတွေကိုရှူမိလို့ ဓာတ်ဟိုဓာတ်မတည့်ဖြစ်ပြီးတော့နှာစိနာပိတ်တာဖြစ်တာအဲကိုအသုံးပြုတဲ့အခါအဲအဲကိုကိုတည်တည်ချာမသေးဘူးအဲကိုရဲ့အထူးသဖြင့်တော့ filter ပေါ့ဒီလေးစစ်စကားကိုတည်တည်ချာမသေးတဲ့အခါမှာလေးစစ်စကားထဲမှာ energy စီတဲ့အရာတွေကသွားစုနေတယ်အဲကိုတုံးလိုက်တဲ့အခါကျတော့ပြန်မှုတ်လိုက်သလိုဖြစ်ပြီးကျွန်တော်ရှူမိတယ်အဲအကြောင်းနှာစိနာပိတ်တာပို့ဖြစ်တယ်ပန်ငါဆိုလည်းအဲ့လိုပဲကျမ်းမြင်မှာအနေထိုင်နေဖုံဖုံနေခုနပြောတဲ့မမြင်ရတဲ့မှုတ်နေကိုလေးနဲ့မှုတ်ထုတ်လိုက်တဲ့အခါကျတော့အဲကောင်တွေကအပေါ်ပြန်တက်လာတယ်ကျွန်တော်တို့ကရှူမိတယ် နာသင်းနာပိုက်တာဖြစ်တယ်အခုဖြစ်နေတဲ့ပြဿနာကတော့တညာလုံးအဲကုန်းဖွင့်ထားတယ်ကွန်မန်တန်နိုးလာတဲ့ခါမှာနာသင်းနာပိုက်ဖြစ်နေအဲအားကြောင့်လို့ကျွန်တော်သတိရပြီးဒီ topic အကြောင်းပြောလိုက်တယ်အဲ့တော့အဲကုန်းလီခံတဲ့ခါပန်ကလီခံတဲ့ခါလေးဖြတ်တာတော့မဖြစ်ပါဘူးကျွန်တော် ပြောခဲ့ဘူးလေနော်လေးဖြတ်တယ်ဆိုတာကတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာပြောခဲ့ပြီးသွေးအဒီအဓိကသွေးကြောပိတ်လို့သွေးကြောပေါက်လို့ဖြစ်တာအဲကုန်းလီပန်ကလီခံတော့ဘယ်လိုပြဿနာမျိုးဖြစ်နိုင်လဲဆိုတော့အခုကျွန်တော်ပြုံနေရသလိုပဲဓာတ်မတဲတဲ့နာသင်းနာပိုက်ပြဿနာရှိတဲ့သူတွေအတွက်တော့ပိုဆိုးလာနိုင်ပါတယ် အဲဒီ challenge ကိုသိရုံပဲ aircon ပန်ကလေးခံတဲ့ခါမှာဘယ်လိုမျိုးလောက်အောင်လဲကျွန်တော်သိသွားရေနော် aircon တိတိကျကျဆေးရမယ်အထူးသဖြင့်လေးစစ်စကားကိုကျွန်တော်တေချာဆေးရမယ်ပန်ကောက်ဆေးရမယ်အိမ်မှာရှိတဲ့ဖုံမှုန့်တွေပန်ကောက်သုံးမယ်ဆိုရင်အိမ်မှာပန်ကောက်မှာရှိတဲ့ဖုံမှုန့်တွေအိမ်ထဲမှာရှိတဲ့ဖုံမှုန့်တွေကိုတေချာရှင်းလိုက်ရမယ်ဒါဆိုရင်ဓာတ်မတက်အောင်ဖြစ်တဲ့နှာခေါင်းဟိုတိတ်ပြီးတော့အခြေအနေမဆိုးရအောင်ပါနော်ကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်